ချွေးဖတဲ့ဌာနကိုစောင့်ကြည့်အပိနေကြတဲ့ပရိသတ်တွေအလုံးကိုမင်္ဂလာပါလို့ဥစားပထမနှုတ်ခွန်းဆက်သားကြပါတယ်။ချွေးဖတဲ့ဌာနကအပတ်စဉ်အင်္ဂါနေ့တိုင်းမှာတင်ဆက်ပေးနေတဲ့အက်ဒီတာနဲ့အတူစီးရေးနိုင်ငံရေးတုံးတက်ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရစေ။မင်္ဂလာပါဆရာ။မင်္ဂလာပါညီမ။ဟုတ်ကဲ့ဆရာ။ ဒါဒီတပတ်မှာကတော့ဒီရှမ်းမြောက်ကိစ္စနဲ့ပတ်သက်ပြီးမှလည်းတရင်တွေကြဲကြဲပြင်းပြင်းထွက်ပေါ်နေရဲ့ဆိုတော့လေရှမ်းမြောက်ဘက်ကအခြေအခြေအနေတွေနဲ့ပတ်သက်ပြီးမှဆွေးနွေးဖို့အစီအစဉ်ထားပါတယ်ဆရာ။ Okay ကျွန်တော်တို့ရှမ်းမြောက်ဒေတာကကျွန်တော်တို့ကချင်ပြည်နယ်နဲ့ဆက်စပ်တယ်လို့နိုင်ငံရေးတမိုင်းကြောင်းအရလည်းကချင်ပြည်နယ်ကချင်နိုင်ငံရေးနဲ့အမည်ဆက်စပ်နေတဲ့ဒေတာဖြစ်တာပေါ့နော်ဆွေးနွေးရအောင်ညီမ။ဆိုတော့ဒါမြေပုံကိုကြည့်မယ်ဆိုလို့ရှင် အခုဆိုလို့ရှင်ပေါ့နော်ဒီပြင်ဦးလွင်ရှမ်းမြောက်ပြိုဟာလမ်းမပေါ်ကမြို့ရီအကုန်နေပါဆက်တက်ထဲရောက်ပြီလို့ပြောလို့ရတယ်ပေါ့နော်ဒီတရုတ်ပြည်နယ်ဇက်မူဆယ်နဲ့အဲလောက်ကင်ကိုသွားနိုင်တဲ့လမ်းမကြီးပေါ်မှာကတစ်တုံညာနစ်ကုန်ပထမပိုင်းကတင်းထားတဲ့မြို့တွေပဲကျန်တော့တယ်ပေါ့လေအဲဒါအပြင်ကမှမူဆယ်နဲ့လောက်ကင်ကိုဆက်သွားနိုင်ဖို့အချက်အချာကြားတဲ့ဒီတိန်းနီမျိုးကိုလည်းစစ်တပ်ကပြန်တောင်းနေရပြန်ပေးရတော့မယ်ဆိုတဲ့သတင်းတွေကလည်းထွက်နေပြန်နေဆိုတော့ဒီပြန်တယ်လီရဲ့ ထိုးစစ်ကလည်းတစ်ဖက်မှာမအောင်မြင်လာတော့တဲ့အခြေအနေမှာဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာဒီညီနောင်သုံးဘွဲ့တွေကနှစ်ဖွဲ့တင်းယူခဲ့တဲ့အဲတခြားကြံရင်နယ်ပယ်ရောဆိုရင်ဆရာအခြေအနေမဖြစ်လာနိုင်ဘူးလားပေါ့ဆရာဟုတ်ကဲ့အခုကျွန်တော်တို့ဒီ2023နောက်ပိုင်းဖြစ်တဲ့တော်လန်ရေးစီရေးအခြေအနေရဆိုရင်တော့ဒီကာလမှာ2023နောက်ပိုင်းမှာတော်လန်ရေးအင်အားစုတွေဘက်ကသူစစ်အားတာလာတာပေါ့နော်ဒါပေမဲ့ အခုကျွန်တော်တို့အားလုံးအကုန်လုံးပြန်သုံးသပ်တဲ့အတိုင်းပဲဒီအချိန်မှာအာနာဒင်းစစ်တပ်နဲ့တော်လန်ရဲ့အင်အားစုတွေဘက်ကနှစ်ဖက်ကထူးစစ်အားပြိုင်နေတဲ့အနေအထားကိုပြန်ရောက်နေပြီပေါ့နော်တော်လန်ရဲ့ဘက်ကအပေါ်စီအားတာတဲ့အနေအထားကနေစစ်တပ်ဘက်ကလည်းသူတို့စစ်တပ်နဲ့မိတ်ဆွေဖြစ်တဲ့နိုင်ငံတွေရဲ့အထောက်ပံ့အကူအညီတွေနဲ့ပြင်သူရဲ့စစ်မှုထမ်းဥပဒေတွေနဲ့လက်နက် ်အင် အားလူအင်အားတွေနဲ့အားဖြည့်နေတဲ့အနေအထားပြင်ဒီဘက်ကတော်လိုင်းအင်အားစုတွေဘက်ကလည်းစောစောညီမပြောတဲ့ရှမ်းမြောက်အနေအထားဆိုရင်ပူပြီးမှတိတိတသာဖြစ်သွားတယ်ဒီထက်မှအထူးသဖြင့်တော့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့အဲဒီပူပေါင်းစစ်စင်ရေကရက်တန့်သွားတဲ့ဟာပေါ့နော်ဒီဒီရက်တန့်သွားတဲ့နောက်ပိုင်းမှာနိုင်ငံရေးအရအင်ဂျင် နိုင်ငံအစိုးရတွေရဲ့ဖြည့်အားတွေကြောင့်လည်းပြင်ဒီအင်းကြီးချင်းဖြည့်နိုင်ငံတွေရဲ့ဖြည့်အားကိုမလွန်ဆန်နိုင်တဲ့လက်နက်ကန်ရဲ့အဖွဲ့အစည်းဒီတော်လိုင်းရဲ့အဖွဲ့အစည်းတွေရဲ့အခြေအနေတွေကအထူးသဖြင့်တော့စစ်ရေးကိုပြောင်းလဲစေတဲ့ဟာကပြောတဲ့ဒီနိုင်ငံရဲ့အချင်းချင်းတွေကြောင့်ပြောင်းလဲသွားတာပေါ့ညီတော်မဟာမိတ်သုံးဖွဲ့ရထူးစစ်ရတန့်သွားပြီးမှအခြားဒီ2023နောက်ပိုင်းဖွဲ့စည်းလာတဲ့တော်လိုင်းရင်အားစုတွေရဲ့ပူးပေါင်းပါဝင်မှု ီနီနဲ့လဲသူကစည်ရေးပေါ်ဆောင်မှုမလုတ်မလုတ်လာနိုင်တဲ့အခါမှာရှမ်းမြောက်မှာစည်ရေးကစစ်ကောင်စီအဒီစစ်ကော်မရှင်ဘက်ကတံပြန်ထူးစစ်ကတပြည်းပြည်းနဲ့ဟိုနေမီတီပြန်လဲလက်လွတ်လာရတဲ့အနေအထားစိုးစိုးညီမပြောတဲ့အတိုင်းဖြစ်လာတာပေါ့နော်ရှမ်းမြောက်နေမီတီတာကအထူးဖြစ်တော့တရုတ်ရဲ့အကျူးစီးပွားဒီစိုးစိုးညီမပြောတဲ့နေမီလမ်းကြောင်းတွေနဲ့ကတိုက်ရိုက်ပတ်သက်နေတယ်ဒီအပေါ်မှာစစ်ကော်မရှင်နဲ့ တရုတ်ရဲ့အကျူးစီးပွားကတိုက်ရိုက်ပတ်သက်နေတာဖြစ်တဲ့အတွက်တရုတ်ရဲ့ယက်တီချက်ကအပြောင်းလဲတွေဖြစ်သွားတာပေါ့နော်ဒီတရုတ်ရဲ့ယက်တီချက်အပြောင်းလဲဖြစ်သွားတဲ့ဟာက ကြီးကြီးမားမားတိုက်ရိုက်ကြရက်ထိခိုက်နေတဲ့ဟာကဒီရှမ်းမြောက်ဒေသဖြစ်တယ်ဒါကြောင့်မို့တခုပြောမယ်ဆိုရင်ဒီနေရာမှာသူကကျွန်တော်တခုထောက်ပြပြောချင်တဲ့ဟာကကျွန်တော်တို့တော်လိုင်းရဲ့အင်အားစုတွေက ဒီအာနာတင်းတဲ့စစ်တပ်ကိုအဲစစ်တပ်ကသူတို့ရဲ့အကျူးစီးပွားအတွေ့ပဲအာနာတင်းတယ်ပြီးရင်နိုင်ငံကောင်းကျိုးအတွေ့မဟုတ်ပဲနဲ့လက်သုပ်စာစစ်ကောင်းဆောင်တည်းရဲ့အကျူးစီးပွားအတွေ့စစ်တပ်ကိုအတုံးချတယ်လို့ ကျွန်တော်တို့ပြောနေတာပေါ့နော်အဲဒီလိုပဲဒီတစ်ဖက်ကလည်းကျွန်တော်တို့ပြန်စဉ်းစားရမယ့်အဟာက ကျွန်တော်တို့တော်လန်ရဲ့အဖွဲ့အစည်းတွေကဒီတနိုင်ငံလုံးအပြောင်းအလဲအတွက်စစ်တပ်ကိုကျွန်တော်တို့နိုင်ငံရေးရနဲ့ဖေထုတ်ဖို့အတွက်ကြိုးစားနေဆိုရင်ကျွန်တော်တို့လည်းစစ်ရေးအရာရောနိုင်ငံရေးအရာရောတဖွဲ့ချင်းစီရပ်တည်နိုင်ဖို့တဖွဲ့ချင်းစီရဲ့အကျိုးစီးပွားကိုပဲခြေတန်းတင်နေလို့ရှိရင်ဘယ်တော်လန်ရဲ့အဖွဲ့အစည်းပဲဖြစ်ဖြစ်ဒီချမ်းမြောက်မှာဂျုံ နေရတဲ့ခင်ကျင်အခြေအနေမျိုးကတစ်ချိန်မဟုတ်တစ်ချိန်နေရဒေတာအတိုင်းမှာကြုံလာနိုင်တယ်လို့ကျွန်တော်တော့အဲကနူးဒီလိုပဲအရင်ဆွေးနွေးခြင်းတယ်ဟုတ်ကဲ့ဆရာအဲဆိုဒီ TNL ဘက်ကတရုတ်ရဲ့ညှိနှိုင်းမှုနဲ့စစ်တပ်နဲ့ TNL ဆွေးနွေးခဲ့တဲ့ဆွေးနွေးပွဲတွေမှာပေါ့နော်ဒါ TNL ဘက်ကကြောက်မင်းနဲ့ဒီဘောက်ကိုပြန်ပေးမယ်ဒါအပြည့်ရက်မယ်လို့ဒါတရုတ်ရဲ့စိတ်ဆက်မှုနဲ့ဆွေးနွေးခဲ့ကြပေမဲ့ ဲဒါစစ်တပ်ကလက်မခံဘူးဆက်ထိုးတယ်ပေါ့နော်ဒါဒီဟာကိုလည်းမြန်မာနောင်ရဲ့ဆောင်းပါးမှာပါတယ်ပေါ့တွေ့ရတယ်ပေါ့ဆိုတော့စစ်တပ်ကတဖြည်းဖြည်းနဲ့အင်အားကြီးလာတာလားပေါ့ဒါမှမဟုတ် တဖက်အဖွဲ့မှာမဟာမိတ်အင်အားနဲ့လက်နက်ကြီး၃နိုင်နဲ့ပမာဏကကြဆင်းသွားတဲ့အတွက်ကြောင့်အောင်ဖြစ်နိုင်မလားပေါ့ပြီးတော့ဆိုဒီကနေပြီးမှပေါ့နော်ဒီလာရှိုးကိုပြန်ပေးပြီးမှညှိနိုင်ခဲ့တဲ့စစ်ကော်မရှင်နဲ့ညှိနိုင်ခဲ့တဲ့ MNDA ရဲ့အတွက်ကောဒီနောက်ကျောမလုံစရာကိစ္စတွေဖြစ်လာနိုင်မလားပေါ့ဆရာဟုတ်ဒီနေရာမှာကျွန်တော်ဆွေးနွေးခြင်းတဲ့ဟာကအရင်ဆွေးနွေးခန်းတွေမှာလည်းပြောခဲ့တဲ့အတိုင်းပါနော်ဒီစစ်ကော်မရှင်အစစ်ကောင်စီဒီဒီစစ်ကော်မရှင်တွေကတအားအဖွဲ့နဲ့သူတို့ဆွေးနွေးတဲ့အခါမှာ ာနေမေအရသူတို့ပြောမယ်ဆိုရင်2008မှာပါတဲ့ပလောင်ကူပိုင်ဥချုပ်ခွင့်ရဒေတာတတ်မှတ်ထားတဲ့ဒီနေမေကိုပဲသူတို့ကတန်းအဖွဲအတွက်သူတို့ကလက်ခံတာဂျန်တဲ့နေမေဒေတာတွေကသူတို့ကပြန်ယူမယ်ဘေးချင်းပဲဖြစ်ဖြစ်ပြန်ယူမယ်ဆိုတဲ့စစ်တပ်ရဲ့ဟိုချင်းကမှုက အဲ့ဒီအပိုင်းသွားတယ်ပြီးရင်နောက်တစ်ခုဒီကိုကန်ကလည်းသူကလာရှုမျိုးအထိတင်ပိုက်တယ်ဆိုပေမဲ့လည်းနေမေဒေတာနဲ့ပတ်သက်တဲ့သူ့ရဲ့နိုင်ငံရဲ့ရည်မှန်ချက်ကအဝေးကြီးတော့သူမစင်စားဘူးတင်တယ်အဝေးကြီးဆိုတဲ့ဟာဒီလာရှုမျိုးအထိလာရှုမျိုးလူမျိုးဒေတာအထိအမြဲတမ်းသူထိန်းချုပ်ထားနိုင်ဖို့အတွက်သူ့ရဲ့တမိုင်းကြောင်းအစဉ်လာတွေရရောသူကအဲ့လောက်ထိစင်စားချင်မှစင်စားမှာပေါ့နော်ဒါပေမဲ့လာရှုမျိုးအထိဒီပါလို့တင်တာလဲဆိုရင် နဂုတုဒီစစ်အစိုးရတွေကသူတို့ကိုတတ်မှတ်ထားခဲ့ပြီးသားဖြစ်တဲ့အထူးဒေတာအတိနေမီတွေမှာသူတို့ပြန်လဲခြေချစိုးမိုးနိုင်ဖို့အတွက်ဒီစစ်တပ်နဲ့ပြန်လဲညှိနှိုင်းတဲ့အခါမှာညှိနှိုင်းနိုင်တဲ့အာတာအောင်ပေါ့နော်ဒီ bargaining power အာတာအောင်သူတို့ကသူတို့ရဲ့အထူးဒေတာအတိနေမီတွေကနေ ကျော်လွန်ပြီးမှစစ်တပ်ကိုဖိအားပေးတဲ့သဘောမျိုးပေါ့ဒီလိုမျိုးသူတို့ကသူတို့ရဲ့ငကူတမတ်ခံထားရပြီးတာဖြစ်တဲ့အထူးဒေတာတစ်နေရာဒီကိုသူတို့ပြန်လဲစုမှုရရှိနိုင်ဖို့အတွက်တော့ဒီလိုမျိုးသူတို့ကျူပန်းခဲ့တယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်နေတဲ့အခြေအနေတွေကိုပြန်သုံးသပ်ကြည့်ရင်လည်းအဲ့ဒီသဘောမျိုးဒီ ကျွန်တော်တို့သုံးသပ်လို့ရမယ်ထင်တယ်ဆိုလိုချင်တဲ့ဟာကဒီကုကံရဲ့အကုကအဖွဲ့အစည်းရဲ့အနေထားကသူတို့ကရှမ်းမြောက်အထုဒေသတည်နေမယ်အတွက်ကိုသူတို့ကဘဟုပြုစဉ်းစားမှာပဲတအန်းနဲ့ပတ်သက်ရင်တော့သူကစောစောပြောလိုမျိုး နေမေဒေတာသူတို့2008ထဲမှာတမတ်ထားတဲ့နေမေဒေတာထဲကျော်လွန်ပြီးထိန်းချုပ်ထားနိုင်ဖို့အတွက်ဆိုရင်တော့နိုင်ငံရဲ့အရာစီရဲ့အရာ ဒီတအားအဖွဲကသူက အခြေပြန့်တဲ့မဟာဗျူဟာနဲ့စဉ်းစားပေါ်ဆောင်ရမယ်လို့ကျွန်တော်ထင်တယ်ခြေပြန့်တဲ့မဟာဗျူဟာဆိုရဲဟာက သူတို့တအားပြည်နေရရှိမှုအတွေ့နိုင်ငံရေးအရာရည်မှန်းချက်ရှိရဆိုရင်ပထမမေးခွန်းမှာကျွန်တော်ဆွေးနွေးခဲ့တဲ့လိုမျိုးပဲ သူသူတဖွဲ့ထဲရဲ့အင်အားဘလောက်ပဲကောင်းကောင်းဒီသူတို့မျော်မှန်းတဲ့နိုင်ငံရေးမျော်မှန်းချက်အကောင့်တွေပေါ်နိုင်ဖို့ဆိုတဲ့ဟာက မဖြစ်နိုင်ဘူးပေါ့နော်ဒါကြောင့်မို့ဒီစောစောပြောလိုမျိုးနေမီဒေတာအရောဆက်ဆက်တဲ့ဟာပြီးရင်နိုင်ငံရေးအရာရောဆက်ဆက်တဲ့ဟာဒီဒီတိုင်းဒါတော်လိုင်းရဲ့အဖွဲ့အစည်းတွေနေက မဟာမိတ်ဆက်ဆံရေးကသူကတီဆောက်ရမှာပေါ့နော်တီဆောက်လေတီအဲရှိနေပြီးသားတွေကိုလည်းပူမူကောင်းမွန်တဲ့မဟာမိတ်တွေဖြစ်အောင်တီဆောက်ရမယ်ဒီနိုင်ငံရေးအရာသူက mix three ဒီပေါ်များအောင် လုပ်နိုင်မှသူ့ရဲ့နိုင်ငံရေးမြန်မာချက်တွေကအကောင့်တွေပေါ်တဲ့အခါမှာအင်အားတွေဖြစ်စေမယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်ပြီးနောက်တစ်ခုကဒီပတ်ထဲမှာပဲဆွေးနွေးထားတဲ့ NCA ဆင်းနေပြီပေါ့တဘောပြောချင်တဲ့ဟာက နိုင်ငံရေးရပြောမယ်ဆိုရင်ဒီညီနောင်မဟာမိတ်၃ဖွဲ့ဖြစ်လာတဲ့ဟာက NCA ထဲမှာဒီရခိုင်အစိုးရတွေကဒီ၃ဖွဲ့ကို နိုင်ငံရေးအရာအတိမတ်မပြုချင်လို့ဒီ NCA ဖြစ်စဉ်လက်မှတ်ထိုးတဲ့ဒီဖြစ်စဉ်ထဲမှာသူတို့ကိုအတိမတ်မပြုခဲ့တာ ဒီလိုမျိုး NCA ထဲမှာပါဝင်ဖို့အတွက်အတိမမပြုတ်ဘူးဆိုတဲ့ဟာကသူတို့သုံးဖွဲ့ကိုနိုင်ငံရဲ့အရာအတိမမပြုတ်ဘူးဆိုတဲ့သဘောမျိုးတက်ရောက်တာပေါ့နော်အဓိပ္ပာယ်ပြန်ပြောမယ်ဆိုရင်အဲ့လိုဖြစ်နေတဲ့အခါမှာဒီကနေ့ဒီအချိန်အခါမှာကြတော့နိုင်ငံရဲ့အရာအတိမပြုတ်တဲ့အားကောင်းမှု ရှိဖို့အတွက်ကတော့အဖွဲ့အစည်းတွေရဲ့ယက်တီမှုက နိုင်ငံရေးယက်တီမှုမဟာဗျူဟာကိုဦးစားပေးစဉ်းစားသင့်တယ်လို့ကျွန်တော်ကတော့အဲ့လိုဆွေးနွေးခြင်းတည်းမှာ ဆိုတော့ဒီရှမ်းမြောက်ကနေမီတွေကိုလက်လွတ်လိုက်ရတဲ့ပြဿနာအရင်ခံပေါ့နော်အဲ့ဒီပြဿနာအရင်ခံကတကယ်တရုတ်ရဲ့ဂျာဝင်စီဆက်မှုဒါတရုတ်ရဲ့ဖိအားပေးမှု နောက်ရှက်မှုတွေကြောင့်ဖြစ်နိုင်မလားဒါမှမဟုတ်ဒီတော်လင်ကြီးတပ်ဖွဲ့တွေရဲ့အရှုံးပေးလက်ရောမှုကြောင့်ပေါ့နော်ခုနကပြောလိုမျိုးအဆရာပြောရတဲ့ဟိုရက်တီမှုမခိုင်မာတာပေါ့ဟောတဖက်လေးပြောရရင်ပေါ့နော်ဒါဒါလိုမျိုးကြောင့်ရောမဖြစ်နိုင်ဘူးလားပေါ့ဆရာဒီတော်လန်ရဲ့အဖွဲ့အစည်းတွေရဲ့ယက်တီမှုစစ်တပ်ကိုတော်လန်ဖို့အတွက်အင်အားဖြစ်မှုမဖြစ်မှုတွေကဒီစိုးစိုးပြောလိုမျိုးနိုင်ငံရေးအခင်းကျင်းတွေနဲ့လည်းတိုက်ရက်ပတ်သက်တာပေါ့နော် နိုင်ငံရဲ့အခင်းကျင်းရပြောမယ်ဆိုရင်တရုတ်ရဲ့ဝင်ရောက်စွပ်ဖက်မှုက အင်မအဒီတက်ရောက်အကျိုးတက်ရောက်မှုကအင်မတန်ကြီးမားသွားတယ်လို့ကျွန်တော်တို့ကတော့တုံ့တက်ရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်သူကလည်းအင်အားကြီးနိုင်ငံတနိုင်ငံဖြစ်တယ်။အထူးသဖြင့်တော့စောစောပြောပြီးမှကျွန်တော်လက်နက်ကင်တော်လန်ရေးဖြစ်တဲ့အတွက်ဒီလက်နက်ကင်အင်အားတွေကောင်းဖို့အတွက်ကတော့ဒီတော်လန်ရေးအဖွဲ့အစည်းတွေကအစိုးရတရက်လိုမျိုးလက်နက်တွေကိုဖော်ဖော်တည်တည်ဝေနိုင်တဲ့ဟာမျိုးလုပ်နိုင်တဲ့အဖွဲ့အစည်းတွေမဟုတ်ဘူး။ဆိုတော့စောစောပြောပြီးမှဒီနိုင်ငံရဲ့အခင်းကျင်းတာနိုင်ငံရဲ့အခင်းကျင်း င်းလို့ပြောရင်ဒီပြည်တွင်းရဲ့နိုင်ငံရဲ့အချင်းချင်းနဲ့ဖြစ်တယ်ပြီးရင်ပြည်ပရဲ့နိုင်ငံရဲ့အချင်းချင်းတွေအရာလဲနိုင်ငံကိုထိန်းချုပ်နိုင်တဲ့အစိုးရတွေဒါနိုင်ငံရဲ့အရာ အားကောင်းတဲ့ရည်တည်မှုရှိနိုင်ရင်ဒီလိုမျိုးအစိုးရကိုတော်လှန်တဲ့အင်အားစုတွေကစေအန်လက်နက်အင်အားလူအင်အားအရာအင်အားတောင်းတင်းလာဖို့ဆိုတဲ့ဟာမလွယ်ဘူးပေါ့နော်အခုဒီလက်နက်ကင်တော်လှန်ရေးအင်အားစုတွေအင်အားတောင်းတင်းလာတဲ့ဟာကလည်းဒီနိုင်ငံကိုအဲဘဟု အာဏာကိုထိန်းချုပ်တဲ့အစိုးရတွေဒီအဖွဲ့အစည်းတွေရဲ့နိုင်ငံရေးရည်တည်မှုကိုပြည်သူလူထုကမထောက်ခံလို့ဒါတော်လှန်ရေးအင်းအဖွဲ့အစည်းတွေရဲ့အင်အားတွေကကောင်းလာတာဒါကြောင့်မို့စိုးစိုးပြောလိုမျိုးပြည်တွင်းပြည်ပနိုင်ငံရေးအချင်းချင်းတွေနဲ့ဒီတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့အင်အားကောင်းလာမှုအားနည်းလာမှုတွေကဆက်ဆက်ပတ်သက်တဲ့ဒါကြောင့်မို့ကျွန်တော်ဆွေးနွေးခြင်းတဲ့ဟာကလက်ရှိကျွန်တော်တို့ရှမ်းမြောက်ဘက်မှာဒါဒီလင်းတော်လိုင်းရဲ့အဖွဲ့ ပင်အားစုဒီရအားနေသွားရင်လဲအခုကျွန်တော်တို့စောစောအဖွဲ့မှာဆွေးနွေးခဲ့တဲ့လူမျိုးပဲဒီရှားမြောက်ကစည်ရနိုင်ရဲ့အချင်းချင်းတွေကနေမချင်းထိစပ်တဲ့အတွက်သူရဲ့အကျိုးသက်ရောက်မှုတွေကဒီဘက်ကိုကူးဆက်လာဖို့မြန်တာပေါ့နော်အဲ့လိုနဲ့ပဲဒီကချင်ပြည်နယ်ထဲမှာ အဲစီးရဲနိုင်ငံရဲ့အရာတကူးကူးအပြောင်းလဲဖြစ်သွားမယ်ဆိုရင်လည်းတခြားဆက်ဆက်နေတဲ့နေမည်ဒေတာတွေကတဖြည်းဖြည်းနဲ့သူ့ရဲ့ဒီကြက်ကူးဆက်မှုတွေကဖြစ်ပေါ်လာမှာပဲပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဆွေးနွေးခဲ့တယ်လို့မျိုးပဲစစ်တပ်ရဲ့သူတို့လက်သဆုပ်စာရဲ့အကျူးစီးပွားကြောင့်ကျွန်တော်တို့တပီးတနိုင်ငံလုံးဒုက္ခရောက်နေတဲ့ဟာကိုကျွန်တော်တို့ကတနိုင်ငံလုံးအပြောင်းလဲအတွက်စဉ်းစားနေဆိုရင် တနိုင်ငံလုံးမှာရှိနေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကလည်းတဖွဲ့ချင်းစီရဲ့အကျူးစီးပွား ာကိုရှေ့တန်းမတင်ပဲနဲ့ကျွန်တော်တို့တော်လန်ရဲကိုဆက်ပြီးမှတောင်းတင်းခံမာရမယ်ပြည်နိုင်ငံရေးစဉ်းစားမှုပူပြီးမှအားကောင်းရမယ်လို့ကျွန်တော်ကတော့ဆွေးနွေးခြင်းနဲ့ရင်မှဟုတ်ကဲ့ဆရာအခုလိုဆွေးနွေးပြီးတော့ဆရာကိုကျေးဇူးတင်ပါတယ်ဆိုတော့နောက်တစ်ပတ်မှာလည်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေလိုက်စီးရင်နိုင်ငံရေးအခြေအနေတွေကိုသုံးသပ်ဆွေးနွေးတွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ဆောင်ကြားပေးကြဖို့မေတ္တာရပ်ခံပါတယ်